ဘယ်လေရောက်ချိန်မှာပိရမစ်ဆောက်နေအများကြီးရှာတွေ့ခဲ့ပြီမယ်။ဒါဟာအီဂျစ်တွေဆောက်ခဲ့တဲ့ပိရမစ်တွေတော့ဟုတ်မနေပါဘူး။အားလုံးမင်္ဂလာပါ။ Bagan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မကြသေးခင်ကပဲပင်လေအောက်ချိန်မှာပိရမစ်နဲ့အလွန်တူတဲ့အဆောင်ကြီးတွေကိုတွေ့ရှိခဲ့ပြီမယ်။အဲ့ဒီရာဟာရှေးခေတ်အီဂျစ်တွေဆောက်လုပ်ခဲ့တာမဟုတ်ပါဘူး။ဒီကနေ့မှာတော့ရှေးမှုမပြတ်ပင်လေအောက်ထူးဆန်းဖွယ်ရာအမှန်တရားတွေကြောင်းရှာဖွေတင်ဆက်ပေးသွားမှာပါ။နံပါတ်1 The Cost of Cuba ပထမဦးစွာပြောပြပေးချင်တာက2000ခုနှစ်မှာအန်ဝါအင်ဂျင်နီယာတဦးဖြစ်တဲ့ပေါ်လင်ဒါဆက်စကီနဲ့သူ့ရဲ့မျိုးသားဖြစ်သူပေါ်ဝင်းဝစ်တို့နှစ်ဦးဟာထုံးစံတိုင်းပင်လယ်ကျမ်းပြေကိုဆွန်နာစကန်နဲ့ရှာဖွေစမ်းသပ်ရင်းအတော်လေးထူးဆန်းတဲ့အရာတစ်ခုကိုထုတ်ပေါ်နိုင်ခဲ့ပါတယ်။အတော်လေးထူးဆန်းတဲ့နေရာတစ်ခုကိုထုတ်ပေါ်နိုင်ခဲ့ပါတယ်။အဲ့ဒီနေရာဟာနစ်တူရန်ကီလိုမီတာခန့်ကျယ်ဝန်းပြီးတော့ပင်လယ်နက်မီတာ650ကျားမှရှိတာပါ။ဆွန်နာစကန်ကထုတ်ပေးတဲ့ချက်လက်တွေအရဒီနေရာဟာ geometry ကျောက်ထုတ်ကြီးတွေနဲ့တိစောက်ထားတဲ့ မျိုးပြအဆောင်တစ်ခုရဲ့အစိပ်ပိုင်းနေဖြစ်ဟန်တူပါတယ်။တဘာဝတိုင်းဖြစ်ပေါ်လာတဲ့ formation တစ်ခုလို့ပြောရအောင်ကလည်းဒီဖွဲ့စည်းမှုအောင်အတော်လေးအသေးစိတ်ကြာနေပြန်ပါတယ်။ဘာပဲဖြစ်ဖြစ်တဟာကျူပါရဲ့ရေအောင်မြို့တော်တစ်ခုဖြစ်ပြီးဒမုတ်တရားကြီးကဖုံးကွယ်ပေးထားတဲ့တချင်ကလူအဖွဲ့စည်းတွေကိုပြန်လည်လေ့လာနိုင်မယ့်အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1 Australian ရေအောင် permit နောက်ထပ်တွေ့ရှိမှုတစ်ခုကတော့ Atlantic ကိုခြေဦးဆန်းရမှာပါ။ပေါ်တူဂီနိုင်ငံ Australian ပြည်နယ် Zain Maguire ကျွန်းထိပ်ကနေထွက်ပေါ်လာတဲ့ဒီအရာကတော့ permit တစ်ခုပဲဖြစ်ပါတယ်။ ကိုပိုင်ကရက်လီမောင်းသူတို့ကဆူနာစကန်နဲ့ပင်လယ်ရေအဆောင်ကြီးတစ်ခုကိုခြေရာခံမိရာကနေဇလန်းဆခဲ့တာပါပင်လယ်အနက်40မီတာအကွာမှာမီတာ60မြင့်ပြီးတော့8000စကွဲမီတာကျယ်ဝန်းတဲ့အဆောင်တစ်ခုရှိပါတယ်ဒီဒေသဟာမီတာလုံရှောင်းမှုမကြာခဏဖြစ်တတ်တဲ့နေရာတစ်ခုဖြစ်လို့တချို့သောတိတ်ပံကြောင်တွေဘက်ကမီတာချော်ရီတွေကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝဖွဲ့စည်းမှုတစ်ခုဆိုပြီးအလွယ်တကူကောက်ချက်ချလိုက်ပါတယ်ဒါပေမဲ့လို့ပြည်သူ့ကပညာရှင်တွေကတော့အလျှော့မပေးဘဲပင်လယ်အောက်ကြီးတွေရေငုပ်ခါဒီဒေသဟာမကြာသေးခင်ကပဲ BC ကျွန်းပေါ်ကနေ ရှောင်းအဆောင်တို့ချို့ကိုရှားတွေ့ထားပြီးတော့ပေါ်တူဂီရှေ့ခေတ်လူမျိုးတွေရဲ့လူနေထိုင်မှုဘဝကိုလေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။အခုလေ DJ Outbreak ကသာတဘောဖွဲ့စည်းမှုတစ်ခုမဟုတ်တဲ့လူတွေဖန်တီးထားတဲ့အရာဖြစ်ခဲ့မယ်ဆိုရင်နောက်ထပ်အရာမှအကျိုးရလဒ်တွေဖြစ်ပေါ်လာမှာပါ။ဒါပေမဲ့ဒေဂျာတာတခုကတော့ဒါဟာအီဂျစ်တွေဆောက်လုပ်ခဲ့တဲ့ပိရမစ်တော်မဟုတ်ပါဘူး။နံပါတ်3ဘောလ်ပိရမစ်ဆက်လက်ပြီးတော့ Pacific တောင်ပိုင်းမှာလည်းဘောလ်ပိရမစ်လို့ခေါ်တဲ့အလွန်ကြီးမားတဲ့သဘာဝကျောက်ဆောင်ကြီးတခုကိုရှာတွေ့ခဲ့ပါတယ်။တမကရှန်ကကြည့်ရင်တော့သူ့ကိုလူတွေဖန်တီးထားတဲ့အထိမ်းမဲ့ကြောက်တဲ့လို့ထင်ကျင်စရာပါ။ ဩစတြေးလျကန်ယုံတက်ရဲ့မိုင်350กว่ามาတည်ရှိပြီးတော့ဒီဘောပရမီယာဆိုရင်ရေမြဲတဲ့ပြင်ထက်အရှေ1844ပြင်နဲ့ကပအကြီးဆုံးပင်လယ်ခေါင်တိုင်ဖြစ်နေသတ်မှတ်ခံထားရပါတယ်ဒီလိုခေါင်တိုင်တစ်ခုဖြစ်လာဖို့ဆိုရင်ရှီဟောင်းမီတောင်တွေရဲ့နှစ်ပေါင်းများစွာတိုက်စားမှုကိုဖျက်ချော်ဖို့လိုအပ်ပါတယ်ဘာပဲဖြစ်ဖြစ်ပါဒီကြောက်သားတိုင်ဟာတဘာဝတရားရဲ့အမှုပညာလက်ရာမျှမှုကိုတက်တည်ပြနိုင်တဲ့အထောက်အထားတစ်ခုပါဒီကြောက်တိုင်ကြီးကို1988ခုနှစ်မှာ လစ်တန်နန့်ဟန်နရီလစ်ဘောလို့ခေါ်တဲ့လူတစ်ယောက်ရှာတွေ့ခဲ့လို့ဘောပရမစ်လို့နာမည်တွင်ခဲ့တာပါဒါပြင်အဲ့ဒီနေရာဟာမြို့တွန်းသွားပြီလို့ထင်ခဲ့ကြတဲ့ရှာပါတလိဆန်မျိုးစိလော့ထောင်းအင်းဆက်ကိုပြန်လည်ရှာတွေ့ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်နာမည်နင်းမြုပ်နေသောယောမာမျိုးတော့ဒီတစ်ခါမှာတော့မြေထဲပင်လေတဲကရီရီအောင်တလက်လက်တောက်နေတဲ့ဆိုပြီးနာမည်ကြီးနေတဲ့နီပေါ်ကန်ယူတန်းစီကိုသွားကြည့်ရအောင်ပါဒီကန်ယူတန်းပေါ်မှာတလောကပဲဘီအားလို့ခေါ်တဲ့ရှီဟောင်းယောမာမျိုးတစ်ခုရဲ့ခြေရာလက်ရာတွေကိုရှာတွေ့ခဲ့ပါတယ်တချင်ကတော့ဒီမျိုးဟာပေလင်နာကချမ်းသာကြွယ်ဝတဲ့စင်ကံမျိုးတစ်မျိုးဖြစ်ပြီး ခုတော့ရေရောက်ပြတဲ့တခုပွားကိုရောက်ခဲ့ရပါတယ်ရင်းကြီးနဲ့တက်နေတဲ့ရုပ်ထုတွေအနုစိတ်ပကြီးကားတွေကြီးကျယ်ခန်းထားတဲ့ဘီတုကလက်ရာတွေခင်းချင်းပြသထားတဲ့ရေအောက်ပြတဲ့တခုဆိုပါတော့ဗျာဒီမျိုးတော့ပြန်လဲထွက်ပေါ်လာခြင်းကမိနာလုံရှားမှုရဲ့ရာလက်တခုဖြစ်နေတယ်လို့ရာစုံတွေတခုစာပင်လယ်မျက်နှာပြင်ပြောင်းလဲခြင်းတွေကြောင့်ဖြစ်ဟန်တူပါတယ်အပြက်စီးတဲ့အသာထားပြီးတော့ဒီမျိုးဟောင်းကြီးအနှံ့ရင်ငုံပြီးတော့ပက်ကြည့်မယ်ဆိုရင်ရင်သက်ရှူမောပဲ啊ရောမမျိုးရဲ့ရှင်းအောင်လာတရားတွေကိုမြင်ရမှာပါတမန်ကခံပတ်ပင်လေဝင် ဆက်လက်ပြီးတော့ RBNP လေးနဲ့အိန္ဒိယကန်ရုတ်ထက်မှလေးမြို့ကြီးတမျိုးလုံးပေးလေတဲကနေထွက်ပေါ်လာပြန်ပါတယ်မြို့ကြီးတမျိုးဆိုတာတဲ့ကိုလူနေမှုဘဝတစ်ခုလုံးလို့ပြောရင်ပုံမှန်မှာပါဒီအဆောင်ကြီးကတော့2000ခုနှစ်မှာ National Institution of Ocean Technology ဖွဲ့ကနေရှာတွေ့ခဲ့တာပါဒီအဆောင်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်မယ်ဆိုရင်တော့ဒေါမန်စတူကန်ပုံစံဖွဲ့စည်းထားတာဖြစ်ပြီးသူ့ရဲ့တပ်တန်းကိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း9800လောက်ခရဲကပင်လယ်အောက်နှိမ့်ခဲ့တယ်လို့ခန့်မှန်းထားပါတယ်ဒါပေမဲ့ဒီမျိုးတော်ကြီးကအိန္ဒိယဆိုပြီးလူတိမများခင်ကမြို့ပြစံတဲ့တစ်ခုဖြစ်ခဲ့ပုံရပါတယ် ။အိုကွေစာရီနဲ့လူအယိုးတွေကိုရှာဖွေစုဆောင်းထားကြပြီးတော့တချင်ကအိန္ဒိယလူမျိုးတွေရဲ့နေထိုင်မှုဘဝကိုပုံဖော်ဖို့အထောက်အကူဖြစ်ခဲ့ပါတယ်။နံပါတ်6တရုတ်နိုင်ငံဖူချန်ကန်အောက်ကအပြည့်စီများ2006ခုနှစ်တုန်းကတရုတ်နိုင်ငံယူနန်စီရင်စုဖူချန်ကန်ရဲ့အောက်ခြေမှာရှီယောင်းအပစ္စည်းတွေကိုအစုလိုက်ပြောင်းလိုက်ရှာတွေ့ခဲ့ပူပါတယ်။တိတိကျကျရင်ငုံပြီးတော့စူးစမ်းကြည့်တဲ့အခါမှာတော့ကြောက်တုံးဖွဲ့စည်းမှုတွေစနစ်တကျစီတန်းထားတဲ့ကြောက်ဆန်ကြောက်တန်တွေထူးဆန်းတဲ့ဗပုရုပ်တွေကိုအပစ္စည်းတွေကြားမှာရှာတွေ့ခဲ့ပါတယ်။ အဆောင်တစ်ခုလုံးကိုပေါ်ပေါ်ကြည့်တဲ့အခါမှာပိရမစ်လိုမျိုးဘေးမှန်တစ်ခုဖြစ်နေပြီးရုပ်ထုတွေကလည်းအနှုတ်ဆက်ပြီးတော့လက်ရအလုံးမြောက်နေပါတယ်။နောက်ပြီးတော့တချို့ကြောက်တုံးတွေပေါ်မှာနေပုံစံကိုရေးထိုးထားပြီးကြောက်နေရနေပါလေ။ကြောက်စာလိုမျိုးတွေတွေ့ခဲ့ရပါတယ်။ဒီအဆောင်ရဲ့တက်တန်းနဲ့သူ့ရဲ့ခက်ကတော့အတော်လေးခံမှန်းရခက်နေပြီးဖြစ်နိုင်တာကတော့အလွန်ကြာမြင့်လာပြီးဖြစ်တဲ့ကြောက်ခက်လို့ခေတ္တကူကူကအဆောင်တွေပဲဖြစ်နိုင်ပါတယ်။နံပါတ်9ဘာမီတာထရီခန်အထက်ကထူးဆန်းဖွယ်ရာတွေအပြင်ဘာမီတာထရီခန်မှာလည်းအတော်လေးကြီးမားတဲ့ဖန်သားပိရမစ်ကြီးတကူရှိတယ်လို့နာမည်ထွက်ခဲ့ပူပါတယ်။ ဒီပိရမစ်တရီကန်ဟာ150မီတာမြင့်ပြီးဘာမီဒါရဲ့အလဲတက်တက်မှာတည်ရှိပါတယ်။ဘာမီဒါထဲကဖန်ပိရမစ်နဲ့ပတ်သက်ပြီးတော့အင်တာနက်မှာလူပြောများနေကြတာ9နှစ်ကျော်လောက်ရှိပါတယ်။ပြောစကားအရ1990ခုနှစ်မှာ Ocean Crawler တကူဖြစ်တဲ့ Volimir ဆိုသူကရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့တေချာလေးလာကြည့်တဲ့အခါမှာအဲ့ဒီနမည်နဲ့ပညာရှင်မျိုးတမိုင်းမှမရှိခဲ့ဘူးပါဘူး။ဒါပြင်သူရေးခဲ့တဲ့ဖန်ပရမစ်ဆောင်းပါးကိုတွေ့ဖို့ဆိုတာကပို့ပြီးတော့ဝေးပါတယ်ဒီပြဿနာဟာဒီတယောက်နဲ့လည်းမပြီးသွားပါဘူးနောက်ထပ်ချာလီဆိုတဲ့သူကလည်း ဒီဖန်ပရမီဂျန်ကိုစောက်တော်မှာထုတ်ရေးလိုက်ပါသေးတယ်ဒီဖန်ပရမီရဲ့ဇလန်းတွေကဗာရှင်မျိုးမျိုးကိုထွက်နေကြပါဒါပေမဲ့ဘယ်သူမှတိကျမပြောနိုင်ကြပါဘူးဒါကြောင့်ဘာမီတာပရမီကတော့ဒီတိုင်းပဲဆက်ပြောနေပေပုံမြင်သာသာဖြစ်ခဲ့ပါတယ်ဆက်လက်ပြီးတော့မြေထဲပင်လယ်တောင်ပိုင်း Greek Canyon ပေါ်မှာပေါ်ထွက်လာတဲ့ရှေးဟောင်းမြို့တော်ကတော့ Pavo Battery မြို့အကြောင်းကိုကြည့်ရအောင်ပါဒီမြို့တော်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်လောက်ကပင်လယ်ကျမ်းပြေအောင်မှာအိပ်ဆက်သွားခဲ့ပြီးသူကတော့ရေအောင်းမြို့တော်တွေထဲခင့်မိဆုံးဖြစ်လို့ဆိုရမှာပါအထိမ်းမဲ့ဆောင်နေလမ်းကျူလမ်းကြားလူနေအိမ်နဲ့ တင်းကြိုက်တွေကိုတော့ပြန်လည်ပြီးတော့ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တေချာတာတစ်ခုကဒီဘက်ဖို့ဘက်ထရိုမျိုးဟာပိရမစ်တစ်ခုမဟုတ်ဘဲနဲ့ဖျားเจ้าတန်တနာဖန်တီးထားတဲ့မြို့ဖွယ်စည်းပုံတစ်ခုပါပဲ။နံပါတ်5 The Baltic ပင်လယ်တွင်းကမူမမှန်တဲ့ယာ Baltic ပင်လယ်ရေအိတ်ခဲနေတဲ့ရေပင်အောက်ခြေမှာလည်းအတော်လေးထူးဆန်းတဲ့ယာတစ်ခုရှာတွေ့ခဲ့ပါတယ်။အတိအကျပြောရမယ်ဆိုရင်ဆွီဒင်နာကကန်ယုန်တန်းတစ်ချောင်းမှာအတော်လေးစမ်းကြည့်တဲ့မူမမှန်တဲ့ဆက်ဝိုင်းပုံတဲ့အဆောင်တစ်ခုရှိနေတာပါ။ဆိုနာစကန်နဲ့ဥစားရှာတွေ့ခဲ့ပြီးကျွမ်းကျင်ဘူမိပညာရှင်တွေရဲ့နောက်ဆက်တွေလေ့လာတွေ့ရှိချက်တွေအရ ဒီထူးဆန်းတဲ့အရာပိရမစ်လိုမျိုးပုံမှန်တင်ပြရှိကြောင်းသိခဲ့ရပါတယ်ဖြစ်နေတာကရှေးခေတ်စစ်တပ်စခန်းနဲ့ကြာရှည်ပျောက်ဆုံးနေတဲ့လူအဖွဲ့အစည်းတစ်ခုရဲ့အဆောင်အခင်းအကျင်းတစ်ခုထက်ကတစ်ခုပါပဲဘူမိဗေဒပညာရှင်အများစုကတော့သဘာဝကျကျဖြည့်ရှင်းချက်တစ်ခုပေးဖို့ဆက်ရထက်တန်နေပါတယ်သူတို့ပြောစကားရသဘာဝဖြစ်စေနေကြောင်းပေါ်ထွက်လာတဲ့အရာဖြစ်ပြီးရေအောက်ဘူမိဖြစ်စေနေကြောင်းအခုလိုအကောက်ခွင့်နဲ့ထူးဆန်းတဲ့ပုံစံတန်ဖြစ်နေကူးပြောင်းသွားတယ်လို့ဆိုပါတယ် ဲ့ဒီအစိုးသွင်းချက်နှစ်ခုထဲမှာအကယ်၍များလူလို့ဆောင်ဖြစ်ပါကရှေးခေတ်လူသားတွေရဲ့ရိုးရာတလေးကိုလေ့လာနိုင်မဲ့အခွင့်အရေးရှိမှဖြစ်ပြီးအကယ်၍များဘုံမဖြစ်စဉ်ကြောင့်ပုံပေါ်လာတဲ့အရာဖြစ်ပါကတဘာဝရဲ့ဗန်တီနိုင်စွမ်းကိုခန်းစားရမှာပါယွနာကူနီအထိတ်မဲ့အဆောင်ဂျပန်နိုင်ငံယွနာကူနီကျွန်းကန်ဆက်ရဲ့ရေအောက်ကြောက်ဖွဲ့စည်းမှုတစ်ခုကြောင့်တိဘက်ပညာရှင်တွေနဲ့ရင်းငုတ်သူတွေကြောင့်စကားချေတင်ပြောဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ထင်ရှားတဲ့လက်ကတိမျက်နှာပြင်တွေနဲ့ ပြန်ပြားတဲ့ geometry အတွင်ပြင်းနေကြောင်းရေအောင်နှင်းမြုပ်နေတဲ့ဖျားကြောင်ဒါမှမဟုတ် pyramid နဲ့တူတယ်လို့လူတော်တော်များများကပြောကြပါတယ်ရေငုပ်တဲ့သူတအိုးကတော့ဒီလိုပြန်ပြားတဲ့မျက်နှာပြင်တွေပြည့်ပြည့်စုံတဲ့အချိုးညီတဲ့ပုံစံတွေအားတဘာဝတိုင်းဖြစ်လာတယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေကတဘာဝတိုင်းတိုက်စားမှုနဲ့ကပပေါ်ဆုံးလာပြောင်းလဲမှုအားတွေကြောင့်လို့ဆိုပါတယ်ကပပေါ်ဆုံးလာပြောင်းလဲမှုအားတွေကြောင့်လို့ဆိုပါတယ်အထိမတ်ကြောက်တိုင်တွေရဲ့ရှင်းလင်းတိကျတဲ့ geometry နဲ့ဖြောင်းတန်းတဲ့တိဆောက်မှုတွေကြောင့်ဒီကြောက်တိုင်တွေဟာလူတွေရဲ့လက်ရာလို့ထင်စရာကောင်းလာပါတယ် ပရိသတ်တွေရောဘဲဘက်ကမှန်တယ်လို့ထင်ပါတယ်လေဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲအားလုံးမဲ့တရားပြရှင်ချမ်းမြေတဲ့နေကိုပိုင်ဆိုင်ကြပါသည်